29ချိန်မြောက်တာမန်တင်ဘတ်ရဲ့ကြားတပတိနေရှေလုကာအေဝံဂေလိကျမ်းအခန်းကြီး7အခန်းငယ်49မှ53သခင်ယေရှုကဒီပြည်တော်တို့အားမိန်တော်မူသည်မှာကဘာမြေပေါ်တွင်မိတောက်လောင်စီခြင်းကငါလာ၏ယခုပင်မိတောက်လောင်နေစီရန်ငါအလိုရှိလေပြီငါခံယူမိဆေးကြောခြင်းတပါးရှိ၏ငါသည် ဤအမှုကိုပြီးစီးအောင်မဆောင်ရွက်ရမချင်းစိတ်ဒုက္ခခံစားရ၏ငါသည်ဤကဘာမြေပေါ်သို့ငြိမ်းချမ်းသာရာချင်းကိုယူဆောင်လာသည်ဟု တင်တို့ထင်မှတ်ကြသလော ထို့သောမဟုတ်တင်တို့ကငါဆိုသည်ကစိတ်ဝမ်းကွဲပြားစေခြင်းကငါလာ၏အကြောင်းမူကားယခုအချိန်မှစ၍လူ၅ယောက်ရှိသောအိမ်တော်စု၌စိတ်ဝမ်းကွဲပြားခြင်းရှိ၍၃ယောက်နှင့်၂ယောက် နှစ်ယောက်နှင့်သုံးယောက်တစ်ဖက်စီ စိတ်ဝမ်းကွဲကြလိမ့်မည်။ဖခင်သည်သားကိုသားသည်လည်းဖခင်ကိုမိခင်သည်သမီးကို သမီးသည်လည်းသူမ၏မိခင်ကိုယောက်ကမသည်မိမိ၏ချွေးမကိုချွေးမသည်လည်းမိမိ၏ယောက်ကမကိုဆန့်ကျင်ဘက်ပြုကြလိမ့်မည်ဟု မိန့်တော်မူ၏။ယေရှုခရစ်တော်သခင်၏မွန်မြတ်သောအေဝံဂေလိတရားတော်ပေသည်။ကဘာမြေပေါ်မှာ မိတောက်လောင်စီခြင်းကငါလာဤဒီအပိုင်းလေးကိုစံစာပညာရှင်များကသိရှင်းရှင်းလင်းလင်းမရှိတဲ့အပိုင်းလို့သုံးသပ်ထားကြပါတယ်အတိပဲအခြေခံအဖြစ်နှမျိုးဖွင့်ဆိုနိုင်ပါတယ်လို့ဆိုကြပါတယ်ပထမအတိပဲကရောက်ရှိလာတော့မဲ့လူသားရဲ့ စီရင်ဆုံးဖြတ်ခြင်းဒီတစ်ခုဖြစ်နိုင်တယ်လို့ခန်းကြီးဆက်နေခန်းငယ်လေးသာမှာတွေ့ရတဲ့ပုံစံမျိုးဖြစ်နိုင်တယ်လို့ဒုတိယအတိဘယ်တစ်ခုကတော့အချိန်တိုင်းရင်သက်ဆောင်ဖြစ် ပေးလာမဲ့ဝိညာဉ်တော်ဖရာရဲ့ဆင်းသက်လာမှုကိုရည်ညွှန်းတယ်လို့လဲဆိုလိုနိုင်ပါတယ်လို့သုံးသပ်ကြပါတယ်တမန်တော်ဝိတုခန်းကြီး1ခန်းငယ်3 ရှင်လူကခန်းကြီး3ခန်းငယ်16ဒီနှစ်ချက်ထဲကဘယ်တစ်ချက်ကိုပဲအတိတ်ပဲကောက်ကောက်သခင်စုရဲ့ကြွေးကြော်ခြင်းဟာပရောဖက်တစ်ပါးရဲ့စိတ်ဓာတ်ပြင်းပြနေမှုကိုတွေ့ရပါတယ်အရေးပေါ်အရေးတကြီးဖြစ်နေမှုကိုတွေ့ရပါတယ်တမဟောင်းမှာကြားတဲ့အေလိယားနဲ့ဘာအဲဖျားကိုကိုးကွယ်တဲ့ပရောဖက်တွေနဲ့တွေ့တဲ့အခါမှာ မီးကြာရောက်သလိုပဲအခုအဖြစ်ပြက်ကိုလည်းပဲခတ်ဆင်းစေနားလည်လို့ရပါတယ်ပရိုဖက်တွေဟာအရေးအကြောင်းကြားရင်ဘယ်တော့မှနှိမ့်တုံနှိမ့်တုံအေးအေးဆေးဆေးလောက်ကင်ဆောင်ရွက်တက်ကြတဲ့ပုံကိုယ်တွေမဟုတ်ဘူးဆိုတာကို ကျွန်တော်တို့သတိရကြမှာဖြစ်ပါတယ်တို့အလုံးလို့ရှင် passion ဇွဲနှဘဲနဲ့လောက်ကြတယ် ဆိုတဲ့ချက်ကိုလည်းညွှန်ပြနေရရောက်ပါတယ်။ဒါကြောင့်ဒီမီးတောက်လောင်စေခြင်းကဆိုတာကအကွယ်ကွယ်အပြားပြားရှိမယ်ဆိုတဲ့အချက်လည်းပဲအတိတ်ပဲပေါ်ပါတယ်။သူ့ရဲ့သတင်းစကားကြောင့်ကွဲပြားတာမဟုတ်ပဲပေးရလာတဲ့သတင်းစကားကကွဲပြားသွားအောင်ခွဲခြားဖို့မဟုတ်ပဲတတိသတင်းစကားကို လက်ခံတဲ့သူ မခံတဲ့သူ အဘော်မူဒီဝီကမှကွဲပြားသွားကြခြင်းသာလျှင်ဖြစ်ပါတယ်ဒီလိုကွဲပြားသွားကြခြင်းဟာတရင်စကားကြောင့်မဟုတ်ပါဘူးလက်ခံတဲ့သူတွေဆုံးဖြတ်ချက်ချတဲ့သူတွေပေါ်မှာမူဒီဝီကမှကွဲပြားသွားကြခြင်းပဲဖြစ်ပါတယ်ကြောင့်ဒီနေ့ကျမ်းကိုပထမကျမ်းနဲ့ဆက်ဆက်ပြီးနားလည်လို့ရှင်ပို့ပြီးတော့ပြည့်စုံလိမ့်မယ်လို့လည်းပြောလင့်ပါတယ်ပထမကျမ်းမှာရှင်ဘောလူကကျွန်တော်တို့ယုံကြည်သူတွေရဲ့အခြေအနေ ဘဝအခြေအနေ status တခုကို ဖော်ပြထားပါတယ်။အပြည့်အကျဉ်းအဖြစ်က ရွေးနှုတ်ကဲတင်ခဲ့ပြီ။အခုဖရာရဲ့ကျုံနေကျေကျုံနေဖြစ်နေပြီအပြည့်ရဲ့ကျေကျုံကတော့သေခြင်းမှာအဆုံးသတ်မှာဖြစ်တယ်လို့ဖရာရဲ့ကျေကျုံကတော့သာဝရအသက်မှာ ပန်းတိုင်ရောက်မှာပဲဖြစ်ပါတယ်ဘယ်သူရဲ့ကျုံဖြစ်မလဲ ဘယ်သူလက်အောက်မှာကြရောက်ခံမလဲဆိုတာကတော့ကျွန်တော်တို့ရဲ့ရွေးချယ်ဆုံးဖြတ်မှုသာလျင်ဖြစ်ပါတယ်။ဒါပေမဲ့ခတ်တာကအပြည့်အကျေကျုံဖြစ်နေတာကိုကျုံဖြစ်နေတယ်လို့မခံစားကြရတာပဲဖြစ်ပါတယ်။ကျုံဖြစ်နေတယ်လို့ကျွန်တော်တို့မခံကြတာပဲဖြစ်ပါတယ်။ဖះကိုအစေခံဖို့ကြတော့ငါဘုရားသွားပါပြီဆိုပြီးရှုံးပါပြီဆိုပြီးယူဆနေကြတဲ့သူတွေ အထဲမှာလည်းတခါတလေကျွန်တော်တို့ပါဝင်တတ်ကြပါတယ်။ဒါကြောင့်မလို့ဒီနေ့မှာရွေးချယ်ရာအဖြစ်နဲ့ဖះရဲ့ဂျွန်ဖြစ်မလားအပြည့်ရဲ့ဂျွန်ဆက်ခံမလားဆိုတာပဲဖြစ်ပါတယ်။ဒီရွေးချယ်ချက်ပေါ်မူတည်ပြီးကျွန်တော်တို့အဖွဲ့အစည်းထဲမှာလည်းပဲမိသားစုထဲမှာတောင်မှ ကွဲပြားတာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်မလို့ဒီနေ့သတင်းစကားဟာရှေ့ကျမ်းနဲ့ပထမကျမ်းနဲ့ဒုတိယကျမ်းနဲ့ဆက်ဆက်ပြီးနားလည်ပို့ပြီးတော့ ြည့်စုံမယ်လို့မျှော်လင့်ပါတယ်။ချွေးချင်မှုအကောင်းဆုံးပြုနိုင်အောင်ချွေးချဲ့ဖို့အတွက်ခွန်အားရှိအောင်ကျေးဇူးတော်တောင်းခံကြပါစို့။ဖျားသခင်ကောင်းကြီးပေးပါစေ။